ီချောဖို့ခင်မုံရဲ့လူရီမတီတင်းရဲ့အကျင့်ဆိုင်တွေကိုဖော်ထုတ်လာတဲ့အမျိုးသမီးတို့စနီးဖြစ်သူကလူကြားထဲမှာစူပူအောင်ောက်တယ်ဆိုပြီးတည်င်းနေထွက်လာတာကဤချောဖို့ရဲ့ခင်မုံတဲ့ပါအလုံးစယ်လီဘရတီတွေရဲ့ဘဝကိုအားကြပြီးကြီးနေရှိကြပါတယ် အထွေသဖြင့်အမှုပညာမှလည်းအောင်မြင်အိမ်တော်ရေးမှလည်းပြည့်ပြည့်စုံချမ်းသာကျွမ်းဝတဲ့ခင်မုံချစ်စရာသမီးလေးဒီလို perfect ဆိုရင်ဘဝမျိုးကိုပိုင်ဆိုင်ထားသူကတော့မင်းသမီးကျော်ဤချောပူရဲ့အိမ်တော်ရေးကပရိသတ်တွေအတွက်အားကျစရာဆန်တစ်ခုလိုဖြစ်နေကြတာပါမမရရဓာတ်ပုံတပုံရှိခဲ့ပူပါတယ်အခမ်းအနားတစ်ခုမှာသူ့ရဲ့တထေးကြီးခင်မုံကစနီးဖြစ်သူဤချောပူကိုနေပူမှာဆိုလို့ကိုရိုင်းထီမူပေးထားတဲ့ပုံရိပ်ပါ ဒီပုံကပြည်သက်တည်ရဲ့နှလုံးသားကိုအရေးပြောသွားစေခဲ့ပါတယ်။ဒါမှတကယ့်ဇနီးပေါ်တန်မိုးထားတဲ့ခင်မောကောင်၊ငွေကြီးချမ်းသာရုံနဲ့မဟုတ်ဘူး။ဇနီးပေါ်လည်းအရန်နူးညံ့တာပဲဆိုပြီးဒီပုံရေးကဆိုရင် image ကိုတိဆောက်ပေးလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီပြည့်ပြည့်စုံတဲ့ပုံရေးကြီးကိုအစိမ့်စိမ့်မောမောဖြစ်သွားစေမလားလို့ထင်ရလောက်တဲ့ဖြစ်ပျက်ကတော့ online ပေါ်ကအမျိုးသမီးတူရဲ့ comment ကနေစတင်ခဲ့ပါတယ်။အဲ့ဒီမျိုးသမီးကဖော်ထုတ်သူတယောက်ဖြစ်လာခဲ့ပါတယ်။ သမားရဲ့ပြောကြားချက်အရသမားကိုယ်တိုင်ကလေးစည်းကမ်းလာပြရင်မိုးကောင်းဆေးရုံမှာအီချောပေါ်လိုဇနီးမောင်နဲ့နဲ့မျက်မြင်ကိုတွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။အဲဒီမှာသမားတွေ့လိုက်ရတဲ့မြင်ကွင်းကကျမတို့ပြိတ္တတွေစိတ်ကူးတဲ့ကထီမိုးပေးတဲ့နူးညံ့တဲ့ခင်မွန်တဲ့ရဲပုံစံနဲ့လုံးဝစန့်ချစ်ဘက်ဖြစ်နေခဲ့တယ်လို့ဆိုပါတယ်။ သူမရဲ့ဖော်ပြချက်တိုင်းပြောရချင်းခင်မိုးတဲ့ကစနီးဖြစ်သူဤချောပိုးပုံလူတွေများကြီးရဲ့ရှေးမှာလူလေကောင်ကြီးမှာပြင်းပြင်းထန်ထန်ပြောဆိုဆက်ဆံခဲ့ပြီးအတန်ကျေလောင်စွာဆူငေါက်ခဲ့တာကိုတွေ့လိုက်ရတယ်လို့ရေးသားခဲ့ပါတယ်။ဒါဟာလူတွေထင်နေသလားမဟုတ်ဘူးဆိုတာထပ်ပိုးပြီးလူတွေမတည်သေးတဲ့ခင်မိုးတဲ့ရဲ့အကျဉ်းစရိုက်ကိုဖွင့်ချလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။လူတွေကတော့လူမြင်ကွင်းမှာတော့တလောက်ဆူငေါက်နေရင်အိမ်ထဲမှာဆိုဘလို့နေမလဲ။ဘယ်ယာမပုံရံကြည့်တယ်လို့ပြည့်ပြည့်စုံတာမရှိပါဘူးဆိုတာဒါပဲ။ အလုံးအဟဆာမှုတွေပဲဆိုပြီးဤချောပုအတွက်စွန့်ရီပူပန်တန်တွေခင်မုန်းတဲ့ရဲ့အချင်းစင်ဟိုက်ပုံတန်တရားတွေဝင်လာကြပါတယ်။တချို့ကလည်းဘလောက်ပဲချက်ပါနေချိုက်ပါနေဆိုရင်ဇနီးမောင်နဲ့မဆိုအတူနေထိုင်ရင်စကားများတော့ကတောက်ကဆဖြစ်တာရှိတာပဲ။အထူးသဖြင့်ကလင်းတယောက်ကိုစင်းဟူစည်းကမ်းခေါ်လာရတဲ့အချိန်လေးဆိုတော့မိဘတိုင်းအတွက်စိတ်ဖိစီးမှုအများဆုံးချိန်မှာ ီလိုဆိတ်ရှုပ်ထွေးနေချိန်မှာခဏတာအတန်ကျဲသွားတာစကားများတာလေးတစ်ခုကိုမြင်လိုက်ရုံနဲ့အိမ်တော်ရဲ့တစ်ခုလုံးအဆင်မပြေဘူးခင်မုန်းကမကောင်းဘူးလို့လူတွေမတည်သေးတဲ့အကျင့်စရိုက်ဆိုပြီးတစိတ်ကက်လို့မရှာနိုင်ဘူးလို့ပြန်လေခြေပါကြပါတယ်တကယ်တော့ဤချောပူရဲ့ခင်မုန်းတဲ့ဟာထိတ်တန်းစီပွားရေးတမကြီးတယောက်ပါစီပိုင်းတော့ကမှနေရတဲ့သူတွေရဲ့ပုံစံဖီယာတွေကတာမန်လူတွေနဲ့မတူနိုင်ပါဘူးပြိတ္တကြီးအနေနဲ့ရောဒီကိစ္စပေါ်ဘယ်လိုမျိုးသုံးသပ်မိပါသလဲ အီချောပူရဲ့ခင်မောပေါ်တင်ပလူမြမတလေသူဟာထီမိုပိတက်တဲ့ဆံမြခင်မောတယောက်လားဒါမှမဟုတ်စေကမ်းမှာစူးငေါက်ခဲ့တဲ့အဖြစ်ပြက်ကောင်းမှသူ့ရဲ့အကျင့်စရာအမှန်လို့ထင်ပါသလား comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်